ဲကျွန်တော်ဆက်လိုက်ပြီးတော့ဒင်းလာသားသမီးမိတ်ဆွေများအတွက်တပတ်တာကံကြမ္မာကိုလမ်းညွှန်သွားမှာဖြစ်ပါတယ်16ရက်မတ်လ2025တနင်္ဂနွေနေ့ကနေပြီးတော့25မှာ2ရက်မတ်လ2025စနေနေ့အထိတပတ်တာကာလအတွင်းတနင်္လာသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကြည့်လိုက်ကြရအောင်ကတင်းလာသားသမီးမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ဟာလာလက်မတင်ကလေးလွဲချော်တာမျိုးတွေဖြစ်တော့တယ် ဲ့တော့ကျင်းတည်တယ်ဆိုတဲ့ကိစ္စမျိုးတွေပေါ့တေးကြတယ်ကျင်းတည်တယ်ဆိုတဲ့ကိစ္စမျိုးတွေကပင်လွဲချော်သွားတတ်တယ်ဟာလာမလုတ်ခြင်းမကင်ခြင်းမစားခြင်းဖြစ်တတ်တယ်အေးပြတ်တတ်တယ်เนาะဆိုတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဒီတော့အမှလက်ရှိအခြေအနေကနေလက်မဲ့အခြေအနေဖြစ်သွားတတ်တယ်ရင်းနှီးတဲ့သူတွေနဲ့စွန့်ကွာတာကွဲကွာတာမျိုးတွေဖြစ်တတ်တယ်စိတ်ညစ်တာစိတ်လေတာလောက်ရတဲ့လောက်အကျိုးမဲ့တာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ကိုစူးစမ်းတဲ့လောက်အရာမတင်တာလောက်တာလောက်နေတယ်ကိုလောက်ရတာမပျော်ပိုက်တာ စိတ်ညစ်စိတ်လေးရတာဒီလိုအခြေအနေမျိုးတွေနဲ့ဒီတစ်ပတ်မှာကြုံရတတ်တယ်အဲ့တော့အိမ်တော်ဘတ်တို့ချစ်သူကြီးစားတို့နော်ယဉ်နေတဲ့သူတို့သူတို့နဲ့အမြင်မတူနားလည်မှုမတူသဘောထားကွဲလွဲသူတို့နဲ့ကြောခိုင်းတာလမ်းခွဲတာစကားများတာဒါမျိုးတွေကြုံရတတ်တယ်ဟလာငွေကြေးနဲ့ပတ်သက်ရင်လည်းငွေကုန်ကြေးကြတွေများတတ်တယ်ရစရာရှိတဲ့ငွေတွေကမရဘူးဖြစ်နေတတ်တယ်နော်ကျမကြီးအရဆိုရင်လည်းကျမကြီးခြူကြတတ်တယ်စေးထိုးစေးတောက်ရတာနော်နေလို့ထိုင်လို့မကောင်းတာ နော်ယောဂဟောင်းတွေပြန်ပေါ်တာမျိုးတွေဖြစ်တတ်တယ်အဲ့တော့မကောင်းသောခီးချိန်ကုန်လူပန်းစိတ်ဆင်းရမဲ့ခီးတွေတွားရတတ်တယ်အဲ့တော့အရေးကြီးတဲ့ခီးကိစ္စတွေဆိုမလုပ်တာပို့ပြီးတော့ကောင်းတယ်အလုတ်ကန်စီပွားရေးနဲ့ပတ်သက်လာရင်လည်းဒီဘက်မှာအလုတ်ကန်စီပွားရေးနဲ့ပတ်သက်ရင်လွဲချော်တာထင့်ငေါ်တာလုံမကင်မပြောမဆိုမတွေဖြစ်တာမျိုးတွေကြုံရတတ်တယ်အဲ့တော့အရေးကြီးတဲ့ကိစ္စမျိုးတွေအရေးကြီးတဲ့အလုတ်ကန်ငွေကြီးကိစ္စမျိုးတွေဆိုရင်မလုပ်တာပို့ပြီးတော့ကောင်းတယ်အဲ့တော့ဒီဘက်မှာ ်လှုပ်တာလှုပ်ရတယ်ရှေ့မှာပြောသလိုပင်ပန်းတာကများတယ်လှုပ်ရတဲ့လောက်အကျိုးမြတ်နဲတယ်ဆိုတာမျိုးလေးဖြစ်ရတတ်တယ်သို့မဟုတ်ရင်ကိုလှုပ်တဲ့အလုပ်တွေကဖြစ်တော့မလို့နဲ့ပြက်သွားတာလွဲချော်သွားတာမျိုးလေးထင်းငေါ်သွားတာမျိုးလေးကြုံရတတ်တဲ့တပတ်တာဖြစ်တယ်အဲ့တော့ကိုပိုင်လုံးကအယောင်းဝစီးပွားရေးလှုပ်တဲ့မိစေများအနေနဲ့လည်းဒီတော့မှာအရင်အားကောင်းတဲ့နေရာမှာမပါဘူးလှုပ်တာလှုပ်နေရတယ်မဖြစ်မနေပုံမှန်လေပတ်ယုံလောက်ပဲသို့မဟုတ်ရင်လှုပ်ရတဲ့လောက်ကိုဟလာအကျိုးကျေးဇူးမထူးတာမျိုးလေးကြုံရတတ်တဲ့တပတ်တာဖြစ်ပါတယ် အဲ့တော့ဒီတစ်ပတ်မှာဆိုရင်တော့အရေးကြီးကိစ္စအပါဝင်အရေးကြီးတဲ့လုပ်ငန်းဆောင်တာကိစ္စအသီးသီးတွေပေါ့နော်အဲစိုးရိမ်စားစားလုပ်ရမယ့်အလုပ်မျိုးတွေမလုပ်တာပိုကောင်းတယ်ဆိုင်ကနားရုံးငန်းတွေဖွင့်မယ်လုပ်ငန်းတွေစတင်ထူထောင်မယ်ဟာလာအလုပ်သွားရှောင်မယ်အင်တာဗျူးပြင်မယ်အရေးကြီးသောကိစ္စများကိုစီမံဆောင်ရွက်မယ်ဆိုရင်တော့ဒီတစ်ပတ်မှာမိမိရဲ့ညံနဲ့အထိန်ကြီးပါနော်အဲဒါတွေကမလုပ်တာပို့ပြီးတော့ခိတ္တသီးခံပြီးဒီတစ်ပတ်မှာရှောင်လိုက်တာပို့ပြီးတော့ကောင်းပါတယ်ဒီတစ်ပတ်မှာအဖက်ဖက်ကနေပြီးနည်းနည်းလေးကန်ညံ့တဲ့နေရာမှာပါတယ်ကိုယ့်ရဲ့အကြံစီတွေရည်ရွယ်ချက် တွေ ဆုံးဖြတ်ချက်တွေကလွဲချော်သွားတတ်တယ်လက်တွေနဲ့မကိုက်ညီတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဒီတစ်ပတ်ဒီလဲကန်ချမ်းတဲ့နေရာမှာပါရာဖြစ်တဲ့အတွက်ကြောင့်ရေရာလုတ်ဖို့လိုပါတယ်အဲ့တော့ရေရာအနေနဲ့ဆိုရင်တော့မလုပ်မလဲမရှိနွမ်းပါတဲ့သူကိုငွေ1200လှူပါเนาะမရှိနွမ်းပါတဲ့သူတွေကိုငွေ1200လှူပါဟုတ်လားတလိမ့်ဆန်လေးတွေအစာကျွေးပါအမှခွေးစားကြောင်စားဒါမျိုးလေးတွေအစာကျွေးခြင်းဖြစ်အဲကန်ကောင်းလာနိုင်မယ်ကန်တရားရဲ့ဟုတ်လားနှိမ့်ဆက်ညှိမှန်မှုလောကရတရားရဲ့ရိုက်ပုတ်မှုတွေကို ပြန်ပြီးတော့အန်တုပြီးတော့ခံနိုင်မှာဖြစ်ပါတယ်ဒီရေတရားလေးကိုမဖြစ်မနေလေးလေးနက်နက်လှုပ်စီကြပါတယ်ဗျအနေငယ်ကန့်ညှန့်လို့ပါဒီတစ်ပတ်ကန့်ကောင်းလက်ရှင်ကဏ္ဍအနေနဲ့ကတော့တုံညတို့တစ်တို့ဖြစ်ပါတယ်အကျိုးပေးတဲ့အကြောင်းကတော့လိန်မော်ရောင်ဖြစ်ပါတယ်တိန်လန်သားသမီးမိတ်ဆွေများအတွက်ပါ